ရကိုရီးယားကနေပြည်သူတွေဘယ်ကိုမှထွက်မပြေးနိုင်အောင်ဒီလိုရရဆက်ဆက်ထောင်ချောက်ဆင်ထားကြပါလိမ့်။အားလုံးပဲမင်္ဂလာပါ။ပကန်တီတီမဲ့ channel ကနေပြန်လည်ကြိုဆိုပါရစေ။၂009ခုနှစ်မှာမြောက်ကိုရီးယားကနေလူပေါင်း2914ယောက်ထွက်ပြေးခဲ့ကြပါလိမ့်။ဒါပေမဲ့2022ခုနှစ်မှာအဲ့ဒီအရေတွာ68ယောက်ထိတိတိတသားကိုကြာဆင်းခဲ့ပါလိမ့်။ဒီနေ့ခေတ်မှာဆိုရင်မြောက်ကိုရီးယားဟာထွက်ပြေးဖို့လုံးဝမဖြစ်နိုင်လောက်လှုပ်ထားနိုင်ခဲ့ပါလိမ့်။နောက်ဆုံးကြံတဲ့အစိုးဆုံးနည်းလမ်းတွေကိုထုတ်သွင်းလိုက်ပြီးဆိုပါတော့ဗျာ။ဒီ graph ကိုကြည့်ကြည့်ပါ။ မြောက်ကိုရီးယားလူမျိုးထောင်ပေါင်းများစွာဟာနေ့စဉ်တောင်ကိုရီးယားကိုထွက်ပြေးခဲ့ကြတာတွေ့ရပါလိမ့်မယ်။ဒါပေမဲ့2021ခုနှစ်မှာတော့အရာအားလုံးဟာပြောင်းလဲခဲ့ပါတယ်။နိုင်ငံရဲ့ခေါင်းဆောင်ဟောင်ကင်ဂျူအီကွယ်လွန်သွားပြီးတော့သူ့ရဲ့သားကင်ဂျွန်အွန်အာနာရလာခဲ့ပါတယ်။ကင်ဂျွန်အွန်ဟာအရင်ကမမြင်ဘူးတဲ့ပြင်းထန်တဲ့နီးလန်းတွေကိုအသုံးပြုပြီးထွက်ပြေးမှုတွေကိုနှိမ်နင်းဖို့သူ့ရဲ့နံပါတ်1ဦးစားပေးဖြစ်နေတတ်မှတ်ခဲ့ပါတယ်။မြောက်ပိုင်းနေဆက်တဲ့လျှောက်လုံးမှာ signature မာရီတက်ဆင်ထားပြီးတော့နိုင်ငံခြား cell phone နဲ့ဂျိုတူအချက်ပြမှုအလုံးကိုပိတ်ဆို့ထားပါတယ်။ဒါကတရုတ်နိုင်ငံတည်းကိုထွက်ပြေးတာရောတရုတ်နယ်စပ်ကနေကုန်ပစ္စည်းမှောက်ကိုသွင်းတာကိုပါတားဆီးနေပါတယ်။ဖုန်းကောဆုံမှုစောင့်ကြည့်စနစ်တွေကိုလည်းတိစောက်ထားပြီးတရုတ်လူကုန်ကူးသူတွေကလူတွေထွက်ပြေးဖို့ကူညီတာကိုတားဆီးပါတယ်။စောင့်ကြည့်မျှော်စင်အရေးအထွက်လည်းတိုးလာခဲ့ပါတယ်။ဒီစောင့်ကြည့်မျှော်စင်တွေထဲမှာစက်တနက်တွေနဲ့စက်သားတွေရှိပြီးထွက်ပြေးဖို့ကြိုးစားသူတွေကိုပြစ်တက်ဖို့အမိန့်ပေးထားပါတယ်။စောင့်ကြည့်ကင်မရာနဲ့အာရုံခံကိရိယာတွေကိုလည်းထပ်ပေါင်းထည့်ထားပါတယ်။ ကွန်ကရစ်တားဆီးတွေနဲ့စူးကြုံချက်စည်းရိုးတွေကလည်းလူတွေထွက်ပြေးတာကိုတားဆီးပါတယ်။လှုပ်ရှားမှုထောက်လန်းနိုင်တဲ့ညအလင်းရောင်မီတွေ motion detecting floor lights ကိုလည်းတက်ဆင်ထားပြီးတော့ညမှာမှာမှာလူတွေထွက်ပြေးတာကိုတားဆီးပါတယ်။နေဆက်ရအများစုမှာတော့လျှက်စစ်ခြံစည်းရိုးတွေနဲ့နိုင်ငံတကာဥပဒေကိုချိုးဖောက်တဲ့မီမြုံမှန်းနေရှိနေပါတယ်။နေဆက်တော့မှအတူရောက်ထွက်ပြေးလာသူတွေလည်းရှိနေပါတယ်။ဒီလူတွေကမြောက်ကိုရီးယား agent တွေဖြစ်ပြီးထွက်ပြေးလာသူဟန်ဆောင်ပြီးတော့နေကြတာပါ။တချို့ကထွက်ပြေးလာသူတွေကိုလုံခြုံတယ်လို့ထင်ရတဲ့အင်အတူတွေစီခေါ်ဆောင်သွားပြီးမြောက်ကိုရီးယားအာဏာပိုင်နေစီကိုပြန်အပ်ပါတယ်။ မြန်ကိုရီးယားဟာအိန္ဒိယနိုင်ငံတွေနဲ့လည်းသဘောတူညီမှုတွေလုပ်ထားပြီးတော့ထွက်ပြေးလာသူတိုင်းကိုပြန်ပို့ဖို့တရားစီပါတယ်။ဥပမာရုရှားနဲ့2014ခုနှစ်မှာလက်မှတ်ရေးထိုးခဲ့တဲ့သဘောတူညီချက်တွေကရုရှားမှာဖမ်းမိတဲ့မြန်ကိုရီးယားလူမျိုးတွေကိုပြန်ပို့ကာစတင်လှုပ်ဆောင်မယ်လို့ဆိုပါတယ်။မြန်ကိုရီးယားဟာမကြာခင်ကပဲတရုတ်နဲ့လည်းအလားတူသဘောတူညီချက်ကိုလက်မှတ်ရေးထိုးခဲ့ပါတယ်။ဒီနေ့စနေတဲ့တွေအားလုံးဟာမြန်ကိုရီးယားလူမျိုးတွေရဲ့အသက်ကိုရန်ရှာခဲ့ပြီးပါပြီ။2023ခုနှစ်တနေ့ထဲမှာတင်မြို့မှာကြောင့်လူချောက်ရအသက်ဆုံးရှုံးခဲ့ကာ တချို့ကနေဆက်ဖြတ်ကျော်ဖို့ကြိုးစားရင်းနဲ့ပြတ်သက်ခံခဲ့ရပြီးတချို့ကမြောက်ကိုရီးယားနဲ့တရုတ်နယ်စပ်ကကြမ်းတက်တဲ့တောင်တန်းတွေမှာအသက်ဆုံးရှုံးခဲ့ရပါတယ်။ဇူးလို့ခေါ်တဲ့မြောက်ကိုရီးယားလူမျိုးတို့ဟာတရုတ်နိုင်ငံကိုကူးပြောင်းနိုင်ခဲ့ပြီးပေမဲ့မကြခင်မှာပဲတရုတ်ရဲတွေရဲ့ဖမ်းဆီးခြင်းကိုခံခဲ့ရပါတယ်။မြောက်ကိုရီးယားကိုပြန်ပို့ခံရတာကိုရှောင်ရှားဖို့အတွက်သူဖမ်းဆီးခံထားရတဲ့တရုတ်ထောင်ကနေထွက်ပြေးခဲ့ပြီးပေမဲ့မကြခင်မှာပဲပြန်လည်ဖမ်းဆီးခံရပြန်ပါတယ်။ဇူကိုနောက်ပိုင်းမှာတော့မြောက်ကိုရီးယားကိုပြန်ပို့ခဲ့ပြီးသူ့ကိုကုမြက်ခံခဲ့ရတယ်လို့ထင်ရပြီးတော့သူ့မိသားစုတစ်ခုလုံးကိုထောင်ချခဲ့ပါတယ်။မြောက်ကိုရီးယားမှာ ဂျင်းတို့ဂျေးလို့ခေါ်တဲ့စနစ်တစ်ခုရှိပြီးအတိတ်ဘက်ကတော့မိသားစုပြက်တန်လို့ဆိုပါတယ်လူတယောက်ထွက်ပြင်းသူ့မိသားစုတစ်ခုလုံးကိုပြေးပြေးခံရပြီးခလင်းငယ်တွေနဲ့တက်ကြီးရွယ်ဦးတွေပေါ့ထောင်စကန်းစီကိုပို့ခံရပါတယ်ဒါကလူတွေထွက်ပြေးတာကိုအားမပေးပါဘူးကိုယ့်အသက်ကိုစွန့်စားဖို့စမ်းသပ်ရှိရင်တော့မှမိသားစုရဲ့အသက်ကိုစွန့်စားချင်မှာမဟုတ်လို့ပါ မြောက်ကိုရီးယားမှာအခုဆိုရင်နေဆက်ဆောင်တပ်သားတွေကိုထပ်ပြီးတော့စောင့်ကြည့်မယ်စောင့်တပ်သားတွေပါရှိလာပါတယ်ထွေပြေးလူသူတွေကအရင်ကနေဆက်ဆောင်တပ်သားတွေကိုလက်ထိုးလေးရှိပါတယ်မြောက်ကိုရီးယားစင်ရတဲ့နိုင်ငံဖြစ်တဲ့အတွက်ဒါကဆက်သားတွေအတွက်ငွေရှာဖို့ကောင်းတဲ့နေရာတစ်ခုပါဒါပေမဲ့လည်းမြောက်ကိုရီးယားမှာအခုဆိုရင်တော့မတူညီတဲ့ဌာနတွေရာလူတွေကနေဆက်ဆောင်တပ်သားတွေကိုစောင့်ကြည့်နေပါတယ်စစ်သားတွေကိုလည်းတအူးကိုတအူးတည်င်းပေးရင်စုချပါတယ်ဒါကဆက်သားတွေတယောက်ကိုတယောက်မယုံကြည်တော့အောင်လှုပ်ဆောင်ပြီးလက်ယူဖို့အရန်ကိုကြောက်ရွံ့လာစေပါတယ် မြောက်ကိုရီးယားဟာနေဆက်နားမှာညဘက်ရထားနဲ့တွာလာမှုတွေကိုပြေပြင်ထားပြီးအခုဆိုရင်နေဆက်ပေါ်မှာ drone တွေပါအသုံးပြုနေပါတယ်။ဒါပေမဲ့ဒီလိုစိန်ခေါ်မှုတွေအလုံးကြားကမြောက်ကိုရီးယားလူမျိုးတွေကထွက်ပြေးဖို့ကြိုးစားနေကြသေးပါ။ဒီကြိမ်ထွက်ပြေးဖို့ဆိုတော့လာနေကြည့်ပြီးနှစ်နဲ့ကြည့်ပြီးစီစဉ်ရပါတယ်။လူရီးယားနေဆက်နားမှာဆေးဘက်ဝင်ပင်တွေစူးစောင်းဟန်ဆောင်ပြီးတော့ရှောက်သွားနေကြပြီးမြေဝက်စွာမြေမြိုမိုင်းနေရာတွေကိုမှတ်သားနေကြပါတယ်။ဒီနေရာတွေအားလုံးကဆိုးရွားတယ်လို့ထင်ရပေမဲ့2029ခုနှစ်မှာတော့ပိုဆိုးလာခဲ့ပါတယ်။တရုတ်နိုင်ငံမှာ COVID-19 ကူးစက်မှုစတင်ဖြစ်ပွားခဲ့ပြီးမြောက်ကိုရီးယားအာဏာပိုင်တွေပြင်းထန်စိုးရိမ်ခဲ့ပါတယ်။ နိုင်ငံမှာဈေးဘက်ဆိုင်ရာနှီးပညာလုံးဝမရှိသလောက်ဖြစ်ပြီးလူ40နှစ်ရာခိုင်နှုန်းကအာဟာရချို့တဲ့နေတာကြောင့်သူတို့ရဲ့ကိုယ်ခံစနစ်တရားအရန်ကိုမှအားနေပါတယ်။ဒါကြောင့်မဲမြောက်ကိုရီးယားဆိုရဒီအချက်တဲကိုအခွင့်ကောင်းယူပြီးနိုင်ငံကိုပို့ပြီးတော့တင်းကျပ်စွာပိတ်ဆို့ခဲ့ပါတယ်။သူတို့ကကွန်ကရစ်နဲ့စုချိုးတွေပါဝင်တဲ့နိုင်ငံကီလိုမီတာရာပေါင်းများစွာကိုဆောက်လုပ်ခဲ့ပါတယ်။ဒီကနေ့တဲ့တရားစေစုတွေများစွာထွက်ပြေးလာသူတွေအုံပြုခဲ့တဲ့လမ်းကြောင်းတွေကိုပိတ်ဆို့ခဲ့ပြီးမြောက်ပိုင်းနယ်စပ်ကိုဖျက်ချော်ဖို့ဆိုတော့မဖြစ်နိုင်လောက်ဖြစ်ခဲ့ပါတယ်။ 2020ခုနှစ်ကစပြီးမြောက်ကိုရီးယားလူမျိုးတွေဟာသူတို့ရဲ့ကိုယ်ပိုင်နိုင်ငံထဲမှာတော့မလှုပ်ရှားသွားလာလို့မရတော့ပါဘူး။မြောက်ကိုရီးယားကိုပြည်နယ်ကိုကိုခွဲခြားထားပြီးဗီတိုရီယာတင့်လျော်တဲ့ခွင့်ပြုချက်နဲ့စာရွက်စာတမ်းတွေမရှိရင်သူတို့ရဲ့ကိုယ်ပိုင်ပြည်နယ်ကနေပြည်နယ်သစ်တစ်ခုကိုသွားခွင့်မရှိပါဘူး။စာရွက်စာတမ်းမပါဘဲနဲ့ခြားပြည်နယ်ကိုခီးသွားရင်မိသားစုတစ်ခုလုံးနဲ့တူထောင်ချခံရပါလိမ့်မယ်။ဒါကမြောက်ပိုင်းနယ်ဆက်ကနေထွက်ပြေးတာကိုပိုပြီးတော့ခက်ခဲစေပါတယ်။အထူးသဖြင့်တော့တောင်ပိုင်းပြည်နယ်တွေမှာရှိတဲ့သူတွေအတွက်ပါ။တောင်ကိုရီးယားကိုတောင်ဘက်ကနေရွှေ့ရှက်သွားဘာလို့မဖြတ်ကျော်ကြတာလေးလို့တင်တွေးမိနိုင်ပါတယ်။ ယုံကြည်မယုံကြည်နေပါတောင်ဘက်ကနေဖြတ်ကျော်တာကပို့ပြီးတော့ခက်ခဲပါတယ်မြကိုရီးယားနဲ့တောင်ကိုရီးယားကို DM ဆန်လို့ခေါ်တယ်စစ်မဲ့ဆောင်ကပိုင်းချထားပါဒါပေမဲ့လည်းနေမဲသာစစ်မဲ့ဆောင်ဖြစ်ပေမဲ့လည်းဒကကပပေါ်မှာစင်ရကြီးတော်နေရာတွေတဲကတခုပါမြကိုရီးယားနဲ့တောင်ကိုရီးယားတက်တရသူတို့ရဲ့သက်ဆိုင်ရာနေဆက်တွေကိုစောင့်ကြည့်နေကြပါတယ်အလျား150ကီလိုမီတာရှိပြီးအကျယ်၄ကီလိုမီတာရှိပါတယ်။နေ့တွေတခြား DM သက်မှာစစ်သားတွေနဲ့အရက်သားတွေအများပြားတည်ဆုံခဲ့ကြပြီးအများအပြားတော့ထွက်ပြေးဖို့ကြိုးစားကြတဲ့မြောက်ကိုရီးယားလူမျိုးတွေပါ။နေဆက်တခြားမှာစောင့်ကြည့်မျှော်စေတဲ့ခြံစည်းတွေမြေမြမိုင်းတွေနဲ့စနိုက်ပါတွေတောင်ရှိပါတယ်။ ဒါပေမဲ့လည်းမျှော်လင့်ချက်တစ်ခုတော့ရှိပါတယ်မြောက်ကိုရီးယားနဲ့တောင်ကိုရီးယားဟာအရင်ကနိုင်ငံတခုတည်းဖြစ်ခဲ့ပြီးမြေကိုရီးယားစစ်ပွဲတွင်1945ခုနှစ်မှာကွဲထွက်ခဲ့ပါတယ်ဒါကြောင့်မဲတောင်ကိုရီးယားကမြောက်ကိုရီးယားလူမျိုးအားလုံးကိုသူတို့ရဲ့ကိုယ်ပိုင်နိုင်ငံသားတွေဖြစ်နေသတ်မှတ်ထားပြီးနေဆက်ကိုတောင်ကိုရီးယားနဲ့ဖြတ်ကျော်နိုင်ခဲ့သူတွေဟာလုံခြုံတဲ့ခေလုံရပြင်တောင်ကိုရီးယားဆိုရအထောက်ပံ့ကိုပါရရှိနိုင်ပါတယ်ဒီအရာတွေအားလုံးကတောင်ကိုရီးယားကိုမြောက်ကိုရီးယားလူမျိုးတွေအတွက်အရန်ကိုဆွဲဆောင်မှုရှိစေပါတယ်ဒါပေမဲ့ဒီရန်ဆက်ကြောင်သွားဖို့ဆိုတော့လုံးဝနေပါမဖြစ်နိုင်ပါဘူး မြောက်ကိုရီးယားမှာ DM ဆက်ပတ်လည်မှာတက်သား9500ချထားပြီးတော့သူတို့အားလုံးကိုဖျက်ချဖို့ကြိုးစားသူတန်းကိုပြည့်တက်ဖို့မေးပေးထားပါတယ်။ DM ဆက်စီဦးတည်တယ်မြေမြုပ်မိုင်းနှစ်တန်းကျော်လေးရှိနေတာကြောင့်ဖျက်ချဖို့ဆိုတော့လုံးဝနေပါမဖြစ်နိုင်ပါဘူး။ဒါကြောင့်ပဲ NDA ဒီအားလုံးရှိနေပြီမြေတရုတ်နဲ့ရုရှားကနေထွက်ပြေးတာကအကောင်းဆုံးနည်းလမ်းဖြစ်ပြီးမြောက်ကိုရီးယားထွက်ပြေးလာသူအများစုအသုံးပြုတဲ့လမ်းကြောင်းဖြစ်နေတာပါ။ ဒါပေမဲ့လည်းမြောက်ကိုရီးယားလူမျိုးတွေရုရှားဒါမှမဟုတ်တရုတ်ကိုထွက်ပြေးနိုင်အောင်သူတို့ရဲ့အလုပ်ကမပြီးသေးပါဘူးရုရှားနဲ့တရုတ်နိုင်ငံနဲ့နိုင်ငံလုံးဟာမြောက်ကိုရီးယားရဲ့မဟာမိတ်တွေဖြစ်တာကြောင့်ထွက်ပြေးလာသူတန်းဟာအနီးနားကလုံခြုံတဲ့နိုင်ငံတခုကိုသွားရပါလိမ့်မယ်မြောက်ကိုရီးယားကိုပြန်ပို့မယ်ဆိုတောင်ကိုရီးယားကိုပြန်ပို့မယ်နိုင်ငံတခုကိုပါလုံခြုံတဲ့နိုင်ငံတွေထဲမှာမွန်ဂိုလီးယားထိုင်းဖီယက်နမ်နဲ့ကမ္ဘောဒီးယားတို့ပါဝင်ပါတယ်ဒီနိုင်ငံတွေအားလုံးဟာမြောက်ကိုရီးယားလူမျိုးတွေကိုမြောက်ကိုရီးယားကိုပြန်ပို့တာကိုညှင်းဆန်ပြီးမြောက်ကိုရီးယားထွက်ပြေးလာသူတွေအစကတည်းကသွားကြတဲ့တောင်ကိုရီးယားကိုပို့ပေးကြပါတယ် ဒါပေမဲ့လေရုရှားဒါမှမဟုတ်တရုတ်ကနေဒီလုံခြုံတဲ့နိုင်ငံတွေတဲကတခုခုကိုရောက်အောင်သွားဖို့ကမလွယ်ပါဘူး။မြောက်ကိုရီးယားကနေထွက်ပြေးလာသူတွေကကမ္ဘာမှာစောင့်ကြည့်မှုအများဆုံးနိုင်ငံဖြစ်တဲ့တရုတ်နိုင်ငံကိုဖျက်ပြီးသွားရလိမ့်ရှိပါတယ်။တရုတ်မှာမျက်နှာမမီစနစ်သုံးစောင့်ကြည့်ကင်မရာတန်း900လောက်ရှိတော့ထွက်ပြေးလာသူတွေအနေနဲ့ရဲလက်ထဲမှာပါပဲတရုတ်ကိုဖျက်ကျော်ဖို့ဆိုတော့မဖြစ်သလောက်ကိုခက်ခဲပါတယ်။တရုတ်ကမြောက်ကိုရီးယားနေဆက်တခြားလုံးမှာလေကင်မရာတွေအာယုန်ခံကရိယာတွေနဲ့အဆောက်တွေကိုပိုတိုးချတာကြောင့်မြောက်ကိုရီးယားလူမျိုးတွေကိုထွက်ပြေးဖို့ကူညီပေးနေတဲ့တရုတ်မှောင်ကိုသမားတွေတွေ့ပေးပို့ပြီးတော့ခက်ခဲစေပါတယ်။ 2009ခုနှစ်တုန်းကဆိုရင်လူတစ်ယောက်ကိုထည့်ပြဖို့ကုညီပြင်းဒေါ်လာ2000လောက်ပဲကုန်ကြပေမဲ့အခုကိမှာတော့အဲ့ဒီဈေးနှုန်းကဒေါ်လာ2000နီးပါးတိမြင့်တက်လာပါတယ်။မြောက်ကိုရီးယားနိုင်ငံသားတစ်ယောက်ရဲ့ပြန်မြဝင်ငွေကတစ်နှစ်ကိုဒေါ်လာ2000လောက်ပဲရှိတာကြောင့်ဒီပတ်စံကိုစုဆောင်းဖို့ဆိုတော့နေပေါင်းများစွာဒါမှမဟုတ်စေစုနေတီကြားနိုင်ပါတယ်။ဒါကြောင့်မို့လို့ထွေပြီးသားမိသားစုဝင်တွေမရှိရင်တရုတ်မောင်ကိုတမားတွေကိုအကူအညီယူတာမျိုးမလုပ်ကြတော့ပါဘူး။ တကယ်လို့မိသားစုဝင်တွေထွက်ပြေးပြီးသားဆိုရင်တော့သူတို့ကပဲပြဿနာဆိုပြီးတခြားနိုင်ငံကနေမှောင်ကိုသမားတွေကိုပေးကြပါတယ်။မြက်ကိုရီးယားလူမျိုးများစုမှာထွက်ပြေးပြီးသားမိသားစုဝင်တွေမရှိပါဘူး။ဒါကြောင့်မဲသူတို့ကပြင်ပကနေဘယ်သူ့ကိုညီမမပါပဲကိုယ်တိုင်ထွက်ပြေးရပါတယ်။တောင်ဘက်နယ်စပ်က DM ဆက်စင်းမဲ့စုံနဲ့ပိတ်ထားပြီးတော့မြက်ဘက်နယ်စပ်ကိုလည်းအင်မတန်ခိုင်မာကာကွယ်ထားတော့ထွက်ပြေးဖို့လုံးဝလမ်းစာမရှိဘူးလို့ထင်ရပါတယ်။ဒါပေမဲ့လည်းမြက်ကိုရီးယားလူမျိုးတွေရဲ့အသက်ရှင်သန်လို့စိတ်ပြင်းပြမှုကြောင့်နောက်ထပ်နေလန်တစ်ခုကိုရှာတွေ့ခဲ့ပါတယ်။အဲဒါကတော့ပင်လယ်ပြင်ကနေဖြတ်ကျော်ပြီးထွက်ပြေးတာပါ။ ဒါပေမဲ့ဒီလိုပင်လယ်ကနေထွက်ပြေးတာဟာအန်ဒီအများဆုံးနည်းလမ်းပါဘာဖြစ်လို့လဲဆိုတော့တရုတ်ဒါမှမဟုတ်ရုရှားကိုဖျက်ဆီးရမလို့ပဲတောင်ကိုရီးယားကိုတိုက်ရိုက်သွားရတာပါဒါပေမဲ့လည်းပင်လယ်ကိုဖျက်ပြီးထွက်ပြေးသူတိုင်းမြောက်ကိုရီးယားရေတပ်ရဲ့မိုင်းတွေကန်ယူဒနာကမိုင်းတွေနဲ့ကြမ်းတမ်းတဲ့ရာသီဥတုတံကိုရင်ဆိုင်ရပါလိမ့်မယ်ကိုရီးယားပအဝင်ချင်းကပင်လယ်ပြင်ကအရန်ကြမ်းတမ်းပါတယ်အတွေ့အကြုံရှိတဲ့တန်ခါသေးတီတောင်နှစ်တိုင်းလေးမောက်ပြီးတော့တည်ဆုံးကြရတာဆိုတော့အတွေ့အကြုံရှိသေးတဲ့ထွက်ပြေးလာသူတွေအတွက်ဘယ်လောက်ခက်ခဲမလဲစဉ်းစားလာကြည့်ကြည့်ပါ မြောက်ကိုရီးယားကနေထွက်ပြေးလာတဲ့သူတွေကတက်သားလီစုပ်ကလေးကိုပဲအများအပြားသုံးကြပြီးတော့မုန်တိုင်းထန်တဲ့ခြေမျိုးတွေမှာဖျက်ကျော်လေးရှိပါတယ်။ဒါကပိုအန်ဒီရဲ့အများကြီးလို့ထင်ရပေမဲ့မုန်တိုင်းထန်နေချိန်မှာမြောက်ကိုရီးယားရေတပ်တင်မောတွေကင်းမလဲနေတာကြောင့်ထွက်ပြေးဖို့အခွင့်အရေးပိုရတာမျိုးပါ။ဝန်နေဆရာကောင်းတာကပေလေကနေထွက်ပြေးတဲ့သူအများပြားဟာအသက်ဆုံးရှုံးကြရပါတယ်။ကျွမ်းကျင်နေရေချောင်းပြရည်လည်းမဟုတ်တလို့တင့်နေရတဲ့လေလည်းမရှိပါဘူး။ပို့ပြီးတော့ဝန်နေဖို့ကောင်းတာကလေမော်သွားတဲ့သူတွေကိုအများအပြားနဲ့ရှာမတွေ့တော့တာပါ။ဒါကြောင့်မေသူတို့မိသားစုနဲ့တကယ်ချင်းတွေကတောင်ကိုရီးယားကိုရောက်ခဲ့လားမရောက်ခဲ့လား ဘယ်တော့မှတိကျရတော့မှာမဟုတ်ပါဘူးကြီးစုပေးလို့ကျေးဇူးတင်ပါတယ်